ားလုံးမေမင်္ဂလာပါရှင်ဒီနေ့သက်ရှိမဲ့နှုတ်ခွတ်တော်ကတော့သင်ဤပိုင်ဆိုင်ခြင်းများကိုရယူပါဆုတောင်းခြင်းမဆုတ်မနစ်သောဇွဲတတိအားဖြင့်သင်ဤအောင်မြင်ခြင်းကိုရယူရမှာဖြစ်ပါတယ်ဩပတိခန်းကြီးတခန်းငယ်၁၉ကိုကြည်ရအောင်။ဇီအောင်တောင်ပေါ်မှာ ဘေးလွတ်တော်သူအချို့ရှိကြလိမ့်မည်တန်ရှင်းသောအရက်ဖြစ်လိမ့်မည်ယာကုတ်အမျိုးသည်မိမိပိုင်ထိုက်သောမြေကိုပိုင်ရလိမ့်မည်ဟာလေလုယာတင်ပိုင်ထိုက်တဲ့အရာဘုရားခင်တင့်ကိုပေးထားပြီးတော့တင်ရယူရမယ့်အရာတွေကိုတင်ကမစုပ်မနစ်တော့ဇွဲတတိနဲ့ကြိုးစားပြီးရယူဖို့တော့လိုတယ်ဆိုတော့ဒီနေ့မှတွေ့ရမှာဖြစ်တယ်ဘုရားသခင်က မောရှိအားဖြင့်ယောရှုနဲ့ကာလက်ကိုစကားပြောခဲ့တာဖြစ်တယ်။ယောရှုအားယောရှုမတ်စာအခန်းကြီး၁၄အခန်းငယ်၉ကိုကြည်ရအောင်။ဟိုနေ့ရက်၌မောရှိကတင်သည်ငါ၏ဖျားသခင်ထာဝရဖျားနောက်တော်သို့လုံလုံလိုက်တော့ကြောင့်အကယ်၍တင်နင်းပြီးသောမြေသည်အစင်အဆက်တင်ဤအမွေ တင်ဤတာမီတို့၏အမွေဖျားလိမ့်မည်ဟုကြိမ်ဆိုလေ၏ဟာလေလုယဘုရားသခင်ကတင်ယုံကြည်တဲ့အရာပေါ်မှာတင့်ကိုကောင်းချီးပေးသည့်အပြင်တင်ဤမျိုးဆက်အဆက်ဆက်ကလည်းတင်ရဲ့ယုံကြည်ခြင်းကြောင့်တင့်သားမီးတွေကလည်းဘုရားသခင်ရဲ့အမွေကိုဆက်လက်ပြီးခံစား권ကိုပေးထားတာဖြစ်တယ်ဟာလေလုယဘုရားသခင်က အထူးသဖြင့်ကာလက်ကိုပြောခဲ့တဲ့အရာရှိတယ်။ယောရှုမတ်စာခန်းကြီး14ခန်းငယ်73မှ24ကိုကြည့်မယ်ဆိုရင်ထိုအခါယောရှုသည် ကောင်းကြီးပေး၏ဟေဗျုန်ကြီးကိုလည်းရေပုဏ္ဏဤတာကာလက်အမွေခံစရာဖို့အပ်ပေလိဤတို့ဖြစ်၍ကေနဲ့အမျိုးရေပုဏ္ဏဤတာကာလက်သည် ဣသေလအမျိုး၏ဖျားသခင်ထာဝရဖျားနောက်တော်သို့လုံလုံလိုက်သောကြောင့်ဟေပြုံကြည်သည်ယနေ့တိုင်အောင်ကာလ၏အမွေမြေဖြစ်သည်ဟာလေလုယာဖျားသခင်ရဲ့နောက်ကိုလုံလုံလိုက်တယ်လို့အာပြောခဲ့တာဖြစ်တယ်ကာလကိုပြောတာဒီနေ့တင်းရဲ့တက်တာကဖျားရဲ့အနောက်ကိုလုံလုံလိုက်မယ်ဆိုရင်တင်းကဘာဖြစ်မလဲဆိုရင်ကာလကဲ့သို့ ကာလကဟီပြုံကီကိုယနေ့တန်အောင်အမွေရတဲ့ဟီပြုံတောင်ကိုလေသူကရရှိခဲ့တာဖြစ်တယ်။သူရရှိုံနဲ့မဟုတ်သူရဲ့တားစီမြေဆက်ကရရှိခဲ့တာဖြစ်တယ်။ကာလရဲ့လက်ထက်ကနေယနေ့တန်အောင် ရရှိခဲ့တာဖြစ်တယ်။တင်ကလည်းဖျားနောက်ကိုလုံလုံလိုက်မယ်ဆိုရင်ဖျားကတင့်ကို အချင်းကြီးမပစ်ထားပါဘူး။တင်ရဲ့လုံလုံလျားလျားလိုက်တဲ့အရာပေါ်မှာအတိမတ်ပြုတ်ပြီးတော့မှ အစင်အမြဲတည့်ရတအားစင်မြေဆက်ကိုကောင်းကြီးပြီးပြီးတော့မှပိုင်ဆိုင်ခွင့်ပေးတဲ့ဘုရားဖြစ်တယ်။ဒါကြောင့်ဘုရားတင့်ကိုပေးတဲ့အရာတွေကိုတင်တာမကတင့်တားစင်မြေဆက်အားလုံးကပိုင်ဆိုင်တော်သူဖြစ်ဖို့အတွက်ယနေ့မှာတင်ဆုံးဖြစ်ချက်ချရမှာ။တင်ကလုံလုံလည်လည်ဘုရားသခင်ရဲ့နောက်တော်ကိုအတိအဝလိုက်တော်သူ ဖြစ်ဖို့လိုပါတယ်။ဟာလေလုယာ။ ဒါမဲ့မိတ်ဆွေဖះရဲ့အမွေနှစ်ကိုရယူဖို့ရန်အတွက်တင်လှောက်ဆောင်ရမယ့်အရာတစ်ခုတော့ရှိပါတယ်။ကာလက်ကလည်းဇနိတိုင်အောင်သူ့ရဲ့မျိုးစဉ်ဆက်ကဖះပေးတဲ့အမွေအနှစ်မျိုးကိုတောင်ကိုပိုင်ဖို့အတွက်ကိုကာလက်ကိုယ်တိုင်လှောက်ဆောင်ခဲ့ရတဲ့အရာရှိပါတယ်။အဲ့ဒါကိုကျွန်တော်တို့ကြည့်ရအောင်။ကာလက်ပိုင်ဆိုင်ရမယ့်ဟေဗျုံတောင်ဟေဗျုံမြို့ဟာဆိုလို့ရှိရင် ထိုကာလ၌အလိုမခွန်အားကြီးပြီးတော့အယံတန်မာတဲ့တကယ်ကိုအစွမ်းတတိနဲ့ပြည့်တဲ့လူမျိုးတွေကတိမ့်ပိုက်ထားတာဖြစ်တယ်။ကာလရဲ့အသက်တာကိုကြည့်မယ်ဆိုလို့ရှိရင်ကာလကဘုရားသခင်ရဲ့နောက်ကိုလုံးလုံးလိုက်တော်သူဖြစ်တယ်။ဘာဖြစ်လို့လဲဆိုအဲဂရုပီကထွက်လာတဲ့ညီသူနဲ့ပါလာတဲ့ညီအကိုတွေကစိတ်ပြက်ပြီးတော့မှဘုရားနောက်ကိုမလိုက်တော့ဘဲနဲ့လမ်းချော်ကြ။ဒါပေမဲ့ကာလက်ကတော့ ဖျားသခင်ရဲ့နောက်ကိုလုံးလုံးလိုက်တယ်အဲ့ဒီတကြောင်သူကမောရှိရှိမှသွားပြောအကျွန်ုပ်ကတဲ့ဖျားသခင်ထားတော့ဖျားနောက်ကိုလုံးလုံးလိုက်တယ်တဲ့ကျွန်ုပ်မှာကတဲ့အေဂုရုကထွက်လာတဲ့နေ့ကစပြီးထွက်လာတဲ့နေ့မှာရှိတဲ့ခွန်အားတိုင်ရှိပါတယ်ဒါပေမဲ့အခုကတော့သူကအသက်80နဲ့မှ9နှစ်ရှိပြီဒါပေမဲ့အေဂုရုကနေစားထွက်လာတဲ့အသက်40အသက်40ရခွန်အားအတိုင်သူ့မှာယခုရှိနေပါတယ်တဲ့ ဲ့ဒီအတွက်ကြောင့်တဲ့ကျွန်တော်တို့ကတိုးမှလည်းလှည့်လေတွားလာတယ်ဒါပေမဲ့မောရှိကသူတို့ကိုခါနန်ပြည်ကိုစူးစမ်းဖို့ဆီလွတ်တဲ့အချိန်မှာရှိတဲ့ခွန်အားတည်းအခုလည်းသူ ရှိနေပါတယ်သူစစ်တိုက်ဖို့လည်းအစင်သစ်ရှိပါဒါကြောင့်သူဟာဆိုလို့ရှိရင်ဘုရားသခင်ပေးတဲ့ထိုဟီဘရွန်တောင်ဟီဘရွန်ပြည်ကိုသူကအဲ့မှာအရန်ခွန်အားကြီးတဲ့ကာနာကာနာကလူတွေရှိတယ် သူတို့မှာခိုင်ခန့်နဲ့မြို့တွေရှိတယ်တကယ်အာအုတ်တန်းပပတ်လေကာထားတဲ့မြို့တွေရှိတယ်တကယ်ပဲအစွမ်းကြီးတဲ့သူတွေရှိတယ်ဒါပေမဲ့အတ္တိလူတွေကိုကျွန်တော်တိုက်ပြီးတော့မှယူနိုင်တဲ့အစွမ်းသူတို့လက်ထဲမှာရှိနေတဲ့ဖရာသူ့ကိုပေးထားတဲ့ထိုအမွေမြေနဲ့အမွေတောင်ကိုသူယူနိုင်တဲ့အစွမ်းရှိပါတယ်လို့ဆရာကာလက်ကနေပြီးတော့မှ ပြောတယ်အဲ့ဒီဖះပေးတဲ့ဒီအမွေမြင်တဲ့အမွေတန်ကိုကျွန်ုပ်ကိုဖះအပ်ပေးတဲ့အတိုင်းကျွန်ုပ်ယူနိုင်ပါတယ်လို့သူကယုံကြည်ခြင်းနဲ့လုံးလုံးလည်းဖះသခင်ပဲနိုင်စိတ်ချလက်ချပြင်ခံပြီးတော့မှတိုက်ယူခဲ့တာဖြစ်တယ်ဟာလေလုယမိတ်ဆွေယနေ့မှလည်းတင့်ကိုဖះသခင်ပေးထားတဲ့တင့်အမွေခံရမယ့်အရာများစွာရှိပါတယ် အဲ့ဒီအရာကယေရှုခရစ်တော်ထဲ၌တင့်ကိုဘုရားသခင်ကပေးထားတာဖြစ်တယ်။ခရစ်တော်အားဖြင့်တင်ပိုင်ဆိုင်ဖို့အတွက်ကိုဘုရားသခင်ကတင့်ကိုအပြည့်အဝပေးထားပြီးသားဖြစ်တယ်။ဒါပေမဲ့တင်ပိုင်ဆိုင်ရမယ့်အရာတွေမှာချုပ်ကန်နေတဲ့တကယ်ကိုအားကြီးတဲ့ဆာရန်ဆိုးနဲ့ဆိုးတွေရဲ့ထိန်းချုပ်မှုရှိနေပါတယ်။ထိုထိန်းချုပ်ထားတဲ့ဆာရန်ဆိုးဝိညာဉ်ဆိုးတွေကိုတိုက်ဖို့အတွက်ဘုရားသခင်ကတင့်ကိုအစွမ်းတတိသူ့ရဲ့ဘုံနဲ့ ူရဲ့အသက်ကိုထည့်ပေးထားတာဖြစ်တယ်။ဟာလေလုယ။သင်ဟာဆိုရင်တန်ရှင်းအလင်းမှနေတဲ့တန်ရှင်းသူတို့ရဲ့အမွေခံအဖြစ်တင့်ကိုထားထားတာ။ဘုရားသခင်ကိုယ်တိုင်ကတင့်အသေးသေးကနေပြီးတော့မှထိုအရာတွေကိုရရှိပိုင်ဆိုင်ဖို့အတွက်တင့်ကိုကာလက်ထက်သားရေးကြီးတဲ့အစွမ်းဖျားရဲ့ဝိညာဉ်တော်အစွမ်းကိုထည့်ပေးတာဖြစ်တယ်။အဲ့ဒီအစွမ်းနဲ့တင်ကသူတို့လက်ထဲကနေရယူရမှာဖြစ်တယ်။ဟာလေလုယ။ကိုလိုသစ်စ်ခန်းငယ်၁၂ကိုကြည့်ရအောင်။ ကိုဟလိုတဲ့တစနစ်ကနေ73မှာအလင်းနိုင်နေသောတန်ရှင်းသူတို့၏အမွေကိုငါတို့ဒီဆက်ဆံဝင်စားထိုက်မိအကြောင်းကြီးစုပြုတော်မူ၏ဟာလေလုယာအလင်းမှာနေတဲ့တန်ရှင်းသူတို့၏အမွေကိုဘုရားသခင်ကတင့်ကိုထည့်ပေးကြတာ73ကိုဆက်ကြည့်မယ်ဆိုမောင်မိုက်တကူမှလည်းနှုတ်၍ချစ်တော်မူသောတားတော်၏နိုင်ငံတော်တဲသို့တွင်းတော်မူ၏ဟာလေလုယာမောင်မိုက်တကူက ဖျားသခင်ပေးထားတဲ့အမွှေးတွေကိုထိန်းချုပ်ထားတာဖြစ်တယ်။အဲ့ဒီအရာတွေကိုသင်ကရင်ရှုံးလာမှနဲ့ရယူပြီးတော့ပိုင်ဆိုင်ရမှာဖြစ်တယ်။ဟာလေလုယ။တန်ရှင်သောဝိညာဉ်တော်နဲ့ရဲ့တကောအဖစ်သင်ဟာဖျားသခင်ရဲ့နှုတ်ကပတ်တော်ကိုသင်ရဲ့နှုတ်ကနေဆေးလို့ရမှာဖြစ်တယ်။ဟာလေလုယ။တင်ကိုဖျားပေးထားတဲ့တင်ပိုင်ဆိုင်ရမယ့်အရာတွေယေရှုနာမှာဖြစ်တင်ကရယူရမှာဖြစ်တယ်ဘလို့အချိန်ကြီးပဲတင်ကြုံတွေ့နိုင် နေပါစီတင့်အထဲထဲမှာဝင်ကျင်တော့ကအစွမ်းထည့်ပြီးပြီးသားဖြစ်တယ်။ဖခင်ရဲ့နှုတ်ကပတ်တော်ကိုတင်စေလို့ပြီးနှုတ်ပတ်တော်ကိုတင်စင်ကျင်စင်စားပြီးနှုတ်ကပတ်တော်အားဖြင့်ဘုရားသခင်ကခရစ်တော်အားဖြင့်ပွေးတဲ့တင့်ကိုပြီးတဲ့အမွေတွေကိုတင်ရှာပွေပါ။အဲ့ဒီအမွေတွေကိုတင်ကာလက်ကဲ့သို့ရယူပိုင်ဆိုင်မှာတင့်ဒါလင်ရယူရပိုင်ဆိုင်မှာမဟုတ်ပဲနဲ့တင်ရဲ့ဒါစင်မျိုးဆက်အဆက်ဆက်ကဆက်လက်ပိုင်ဆိုင်ဖို့အတွက် တင်ကိုယ်တိုင်ယုံကြည်ခြင်းနဲ့တိုက်ယူရမှာဖြစ်တယ်ဟာလေလုယအဲ့ဒီအမွေကတင်အတွက်အစင်သစ်ဖျားသခင်ထားပေးပြီးသားဖြစ်တယ်ဒါပေမဲ့အဲ့ဒီအမွေတွေကိုတင်ရယူဖို့အတွက်ဖျားရဲ့နှုတ်ကပတ်တော်အားဖြင့်တင်သိရှိရမှာဖြစ်တယ်ဖျားသခင်ရဲ့ဝိညာဉ်တော်အားဖြင့်တင်ရယုံကြည်ခြင်းကိုအแทမှာဖြစ်တင်ရမှာဖြစ်တယ်ဖျားသခင်ပြီးတဲ့အရာတွေကိုယနေ့ပင်တင်ကတိုက်ယူပြီးပိုင်ဆိုင်တော်သူဖြစ်ပါစေလို့ယေရှုနာမနဲ့ ခွန်အားပေးလိုက်ပါတယ်ဆုတောင်းကြရအောင်ဂျေစုရှင်အဖဖေဟာကိုရောကသားသမီးတို့ကိုတကယ်ဘုံကြီးတဲ့အမွေအနှစ်တန်ရှင်းသူအလင်းနိုင်ကြီးတန်ရှင်းသူတို့ရဲ့ပိုင်ဆိုင်ရမယ့်အရာတွေကိုပိုင်ဆိုင်ခွင့်ပေးတော်မူသောကြောင့်ဂျေစုတင်နဲ့ကိုရောနှုတ်ကပတ်တော်အားဖြင့်ဒီနေ့သားသမီးတို့ပိုင်ဆိုင်ရမယ့်အရာတွေကိုမြင်တွေ့ပြီးတော့မှကိုရောဖဖေဟာဝိညာဉ်တော်ရဲ့အစွမ်းတကူနဲ့ ကိုရောအမွေအနှစ်တီကိုယေရှုနာမအားဖြင့်တိုက်ယူပြီးပိုင်ဆိုင်တော်သူဖြစ်စေပါမိကြောင့်ဆုတောင်းပါတယ်ယေရှုနာမအားဖြင့်ရယူပါတယ်ဗာအာမင်